အိမ်အောင်ကွဲသွားတဲ့ရုံးမတီလွင်မုတ်ကိုထိတ်တန့်ရုပ်ရှင်မင်းသမီးဖြစ်အောင်စင်တင်ပေးရမယ်လွင်မုတ်။ဝိုင်းရင်သယုတ်စာမင်းသားကြီးလွင်မုတ်ကဩစတြေးလျမှာပညာသင်ကြားနေတဲ့သမီးဖြစ်သူရုံးဝတီလွင်မုတ်ကိုမကြခင်မှာမြန်မာနိုင်ငံကိုပြန်ခေါ်ကထိတ်တန့်သယုတ်စာမင်းသမီးဖြစ်အောင်စင်တင်ပေးရမယ်လို့ပြောလိုက်ပါတယ်။အခုအခါမှာတော့ရုံးဝတီလွင်မုတ်ဟာခုနှစ်နှစ်တာလက်ထပ်ပေါင်းတင်ခဲ့တဲ့ခင်မွန်တဲ့ထပ်ဦးလိုက်နဲ့အိမ်တော်ကြီးကွာရှင်ပြစင်းလိုက်ပြီးဆိုရဲသတင်းတွေထွက်နေကြရဖြစ်ပါတယ်။ ကိုနှစ်တာလက်ထပ်ပောင်းသင်ခဲ့တဲ့ခင်မွန်တဲ့ထက်ဦးလိုက်နဲ့အိမ်တော်ကြီးကွာရှင်ပြဆင်းလိုက်ပြီးဆိုတော့သတင်းတွေထွက်ပေါ်နေကြတာဖြစ်ပါတယ်။ဒီသတင်းကိုရုံးဝတီလွင်မိုးကိုရိုက်ကလည်းအတီးပြုတ်ထားပြီးသူမရဲ့ခင်မွန်ဟာသူမနဲ့နေရအသက်ရှူမဝမပျော်ရွှင်ရလို့ထွက်သွားခွင့်ပြုတ်လိုက်တာလို့ဆိုပါတယ်။ဒါကြောင့်လည်းအခုအခါမှာတော့လွင်မိုးကရုံးဝတီလွင်မိုးကိုထိတ်တန့်မင်းသမီးအဖြစ်စင်တင်ပေးရမယ်လို့ပြောလာတာပါ။ဒါကလည်းဖြစ်နိုင်တယ်လို့ဆိုရပါမယ်။နိုင်ငံကျော်ထိတ်တန့်ရုပ်ရှင်မင်းသားလွင်မိုးရဲ့သမီးကြီးဖြစ်တဲ့ရုံးဝတီလွင်မိုးဟာ သူမရဲ့ချက်ကြကောင်းတဲ့ပုံစံလေးကြောင့်ဆယ်ကျော်သက်အရွယ်မှာကလေးကပရိသတ်တွေရဲ့အရေးတကြီးကြီးနဲ့ချစ်ခင်အားပေးခြင်းကိုခံခဲ့ရတာပါချက်ကြကောင်းတဲ့မျက်နှာအမူအရာနဲ့ချက်ကြပုံစံလေးကြောင့်ခေလေးလိုပရိသတ်တွေကချစ်စနုံးနဲ့နာမည်ပြောင်းပေးထားရတဲ့ရုံးဝတ်တီလွင်မဟာအရင်တစ်ချိန်မှာပရိသတ်တွေအားလုံးရဲ့အချစ်တွေအားပေးမှုတွေများစွာရခဲ့ရဖြစ်ပါတယ်အထူးသဖြင့်ရုံးဝတ်တီလွင်မရဲ့ချက်ကြတပ်ပေါင်းပုံရိပ်လေးကြော်ညာရီ music video တွေမှာတိကျဆောင်မှုတွေကြောင့်ပဲရုံးဝတီလွင်မဟာအမှုပညာလောကမှာထွန်းတောက်ဖို့အလားအလာအရှိဆုံးမျိုးဆက်သည့်တိကျဆောင်မင်းသမီးလေးတို့ဖြစ်ခဲ့ရပါရုံးဝတီလွင်မဟာအမှုပညာအလုပ်တွေကိုဆက်လက်လုပ်ဆောင်ခွင့်မရခဲ့ပါဒါကလည်းပညာရေးကိုဦးစားပေးရမယ်ဆိုရယ်ဖခင်လွင်မရဲ့ဆုံးဖြတ်ချက်နဲ့အတူရုံးဝတီလွင်မဟာအမှုပညာအလုပ်တွေရန်နာကဩစတြေးလျနိုင်ငံမှာပညာသင်ကြားနေခဲ့ရတာကြောင့်ပါ ဒီလိုပညာသင်ကြားရေးနဲ့ဩစတြေးလျနိုင်ငံမှာခင်မွန်းတဲ့ကိုထက်အုပ်လိုက်နဲ့ချစ်ကြိုက်ပေါင်းတဲ့လက်ထက်ခဲကတားလီလီယန်ကိုမွေးဖွားခဲ့ရပါဒီလိုရုံးဝတ်တီလွင်မော်တယောက်အိမ်တော်ရဲ့အစင်မပြေဖြစ်ကကွာရှင်းတော်လေဖခင်ဖြစ်သူတိဥ္စာလွင်မော်ဟာတမိဖြစ်သူအပေါ်မှာအပြစ်တင်တာမျိုးမရှိဘဲတမိဖြစ်သူရဲ့ဆုံးဖြတ်ချက်အတိုင်းနာခံရင်တမိအတွက်ခွန်အားဖြစ်စေမယ့်ဖခင်မျိုးအဖြစ်ရှိနေပြရဖြစ်ပါတယ်အထူးသဖြင့်ပြိသက်တွေကလွင်မော်ဟာတမိဖြစ်သူလက်ထက်တော်လေဖခင်ဝတ္တရား မိဘဝိတ္တရာကျေပွန်စွာလက်ထပ်ပေးခဲ့သလိုသမီးလေးအိန္ဒာယီကွာရှင်ရကအစီမပြေရောဒီတပွဲအရေးမောကွယ်ပေးနေရဖြစ်ပါတယ်။အခုအခါမှာတော့ကျုပ်ဆောင်ရင်မောကသမီးဖြစ်သူကိုနိုင်ငံသားကပြန်ကောတော့မယ်လို့ပြောလာတာပါ။မောကသမီးလေးရုံးဝတီလွင်မောခေါ်ခိခိအနေနဲ့အိမ်နဲ့ဝေးကွာပြီးနိုင်ငံသားမှတောင်းတရင်နေထိုင်တာကကိုနေရှိပြီလို့ဆိုပါတယ်။ အခုချိန်မှာတော့ရုံးဝတီလွင်မုံရဲ့ចောင်းစာမီပွဲဟာမက်လာမှာပြီးစီမှာဖြစ်ပြီးဇွန်လမှာတော့မြန်မာနိုင်ငံကိုအပီးတိုင်ပြန်ခေါ်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းပြည်သူတွေကတော့သရုပ်ဆောင်လွင်မုံဟာတချိန်ကရုံးဝတီလွင်မုံအပေါ်မှာခွင့်မပြုခဲ့တဲ့အမှုပညာအလုပ်တွေကိုအခုချိန်မှာပြန်လည်ခွင့်ပေးနိုင်တယ်လို့လည်းပြောကြတာပါ။ရုံးဝတီလွင်မုံဟာအိမ်အောင်ကြကကလေးတယောက်အမေဖြစ်နေပေမယ့်သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကဘာတကူးမှပြောင်းလဲမသွားပါဘူး။ ဒါပြင်ရုံးဝတီလွင်မောဟာအနုပညာရှင်ထိတ်တန့်မင်းသမီးမဟုတ်တော့သူမကိုချစ်ခင်အပိကြတဲ့အမကန်ပြိသက်တွေကဒူးနေတဲ့ရှိနေရဖြစ်ပါတယ်။ရုံးဝတီလွင်မောတယောက်မြန်မာနိုင်ငံကိုအပီးတိုင်ပြန်လာချိန်မှာအနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်းရင်ထိတ်တန့်မင်းသမီးဆိုရာကစိတ်ဝင်စားကြကောင်းနေရပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြိသက်တွေကရောရုံးဝတီလွင်မောကအနုပညာအလုပ်တွေလုပ်ရင်အပိကြမှာလားဆိုတာပြောပြသွားကြပါအောင်ရှင်